ဇွန်ခတ်စတေမှာစာတင်တဲ့ခါကြောင်းပေါ့နော်ကျောင်းသားရေအေးဒီနေ့ကင်မရာပိတ်ထားလို့ရလားတခြားဆိုပြီး can i close the camera ဆိုပြီးတော့ဟိုများသောဖြစ်ပြောကြရပေါ့နော်အဲနောက်အချို့ကြတော့လေအေး Google မှာရှာလိုက်လို့ရှိရင်တခါသေးကြလို့ရှိရင် open the camera close the camera လို့တုံးပြီးတော့တခါလေကြောက်လို့ရှင် turn on the camera turn off the camera လို့တုံးတာတွေ့ရဲ့အဲ့တော့မြန်မာလိုဘာသာပြန်ရင်ကျတော့အဲ့နှစ်ခုလုံးကအတူတူပဲနေအဲ့တော့အဲ့နှစ်ခုကိုဘယ်လိုခွဲမလဲပေါ့နော်အဲ့တော့အရင်ဆုံး your concept ဒီ open close 10 on 10 off ကြာရရဲ့ difference ကိုရင်သိရမှာပေါ့เนาะသူက open close ကကြာတော့လေဟို close တစ်ခုခုကိုသွားနှိပ်ပြီးတော့ဖွင့်တာမျိုးမဟုတ်ပဲね physically ပေါ့เนาะသူကသူအပိတ်ဖြစ်နေတဲ့ဟာကိုကဆွဲဖွင့်လိုက်တာမျိုးပြောတာဥပမာတချို့ open the door ဆိုရင်တကားကိုလက်နဲ့ကင်ပြီးကို grind ဆွဲဖွင့်လိုက်တာလေ close နှိပ်ပြီးဖွင့်တာမျိုးမဟုတ်လीဟို now ဟိုများသောအဖြစ်တချို့ electricity ဒီလက်စင်မီနဲ့ တုံးတာမျိုးမဟုတ်ပဲね physical object ကိုဒီနိုင်အဲ့လိုသူအတွက်သူပိတ်နေဟာသွားပြီးဆွဲဖွင့်လိုက်တာမျိုး open တုံးတယ်ဥမာကိုက delivery နဲ့မှာလာလို့ package ရောက်လာလို့ open the package package ကိုဒါ physical thing ကိုခွဲပြီးဖွင့်ဖွင့်လိုက်တာမျိုးအဲ့ဒါမျိုးဆိုရင် sure open close တုံးတယ်ပေါ့နော်ဥမာ door ဆို close the door ဆိုရင်ဒါခလုတ်နဲ့သွားပိတ်တာမျိုးမဟုတ်လေ Google Drive လက်နဲ့ PC ကိုသွားထည့်ပြီးပိတ်တာမျိုးအဲ့ဒါမျိုးဆိုဒါ the sure open close တုံးနေ the turn on turn off ကကြတော့ဒီ electricity it uses electricity ဒီလျှက်စမီတုံးတယ်နောက်ပြီးတော့ cloud တစ်ခုခုနှိပ်ပြီးတော့အဲ့ရနေမှာတစင်ဒီလျှက်စဝင်နာမဝင်နာမှာမူတည်ပြီးတော့ဒီ PC or ဒီဟို function တစ်ခုကရက်သွားတယ် or ဆက်ဖြစ်နေအဲ့လိုမျိုးဆိုပြီးတော့ turn on turn off တုံးတယ်ဥပမာက turn on the computer ဆိုရင် computer ရက် cloud နှိပ်လိုက်ရင်လျှက်စဝင်လာတယ်အဲ့ကြောင့်မို့လို့ကွန်ပျူတာပွင့်လာအဲ့လို process ပေါ့နော်အဲ့အဲ့လိုမျိုးရေဆိုရင်ဒီချော turn on turn off တုံနေပေါ့နော်ဟိုအဲ့တော့သူ့ရဲ့သဘောတရားဒီဒီအဲ့လိုလှဲ့ပြီးဖွင့်ရတဲ့ဟာတို့နောက်ပြန်ခလုတ်နှိပ်ပြီးဖွင့်ရတဲ့ဟာတို့ပေါ့အဲ့လိုမျိုးတွေမှာ turn on turn off တုံနေပေါ့နော်ဟိုအဲ့တော့ခုနတော့က open the camera turn on the camera ဘယ်လိုမျိုးလဲပေါ့နော်ဟိုမှာတခြား camera အပြင်မှာ camera ကိုချွတ်တိုက်ပြီးဆေးကျင်တာတို့ပေါ့ဒါမှမဟုတ်အချို့ camera ရဲ့ lens ကိုခါပါလောက်ထားမျိုးရှိရလေအဲ့မျိုး camera ကြီးကိုလုံးဝသိရမလား PC ကိုဖွင့်လိုက်တာမျိုးဆိုတာ open the camera အဲ့လိုမဟုတ်ဘဲနဲ့ zoom meeting တက်နေနေ ဟိုကိုကင်မရာကလုံးနှိပ်ပြီးဖွင့်လိုက်တာဆိုရင် turn on the camera အဲဒါကြောင့် shot zoom setting နေမှာကြည့်လို့ရှိရင်လည်း turn on the camera နောက်ပြီး start your video လို့ပါအဲ့လိုမျိုးပဲတွေ့နေမှာပေါ့နော်ဟို open your camera လို့ပါမတွေ့ဘူး well your camera set ကြီးကိုသွားဖွင့်နေအောင်မျိုးမှာမဟုတ်တာဘူးဒါပေမဲ့ဒါပေမဲ့ तू က open your camera ကိုလေဒီ physical camera မဟုတ်ဘူးねဘယ်လိုမျိုးမှလည်းသုံးနေလဲဆို application နေလေ camera application နေဆိုရင်တော့ဒါ open your camera app ပါ냐အဲ့လိုမျိုးသုံးလို့ရတယ် application တွေဆိုရင်တော့အဲ့တော့ကဘယ်လိုခွဲလို့ရလဲဆိုရင်ကိုပြောနေတာ application တို့ physical cameras တွေအဲ့လိုတကယ် camera ကို physically တောက်ဖွင့်တာမျိုးပြောနေရမျိုးဆိုရင်တော့ open close တောင်းလို့ရတယ်။အဲ့လိုမဟုတ်ဘူးခလုတ်နှိပ်ပြီးတော့ဟို function တစ်ခုခုကိုပြောနေရမျိုး electricity လည်းတောင်းတာဆိုရင်တော့ဒါ turn on turn off တောင်းလို့ရတယ်ပေါ့နော်။အဲ့တော့တခြား example sentence ပြီးတာပေါ့။ဒါလေးကြည့်ပြီးတော့ open လား close လား turn on လား turn off လားခွဲကြည့်မယ်ပေါ့နော်။ So let's look at the first one. she the window to get some fresh air. 发现没? Opened or turned on? Yes, opened because it's your colonel and when I want to window. And next one. Do you know how to blank this box? Open or turn on? Yes, open because this is colonial box or lampoon point out moment. Let me top point out. And this one. The little boy, his flashlight to read. Opened or turned on? Yes, turned on because the battery here, battery and electricity on the clock would need to be open like that. And this one. I can't seem to this jar open or turn on. Yes, open because physically point it hard. Clone it or pull open it. hold out. And this one, Susan, her mobile phone as soon as the plane landed. Yes, turned on because it's a device, right? So it needs battery or electricity. Electricity, so we can say turned on. And this one, could you the radio? Yes, turn on the radio because it's a device. Oh, it's your device, radio, phone, computer, whatever. Turn on, turn off. Don't need a more physical things, the applications. We can say open, close, download. Yeah, I want to. So that's all about the difference between open, close, and turn on, turn off.